အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပီးလိုက်ပါ။အဲ့တော့ဒါကျွန်တော်တို့ down shout ဒါဒါ Chelsea Arsenal Chelsea Liverpool ဒါကျွန်တော်တို့အာ Manchester City Manchester United ဒါ Spa ပေါ့နော်။အဲ့တော့ဒီခေါက်ပါဒါကျွန်တော်ရွှေပါတို့လည်းပါဗျာ။ ရွှေဘတို့အကြောင်းကလည်းရှိမှာဒါကျွန်တော်တို့ချို့ရတော့ကိုတိပြေရွှေဘတို့တရင်ရှေရွှေဘတို့တရင်ကတော်တော်လေးကိုညိမ့်တယ်စီတီရဲ့ဒါကျွန်တော် operational ပတ်သက်ရင်တုံတန်ကျွန်တော်မတွေ့ရဘူးဒါကျွန်တော်အပြောင်းရွှေရောက်မှာပဲအပြောင်းရွှေပုံစံဆန်းဆန်းဒါကျွန်တော်တို့ရွှေဘတို့အတင်ပုံစံတွေ့ရအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့သွားနေတဲ့ပုံစံလက်ရှိဒါကျွန်တော်တို့သွားနေတဲ့အခြေအနေဘလူတွေဖြစ်လာတယ်ဘာတွေ evolution တွေပြောင်းလဲလာတယ်ကျွန်တော်ရဲ့အမြင်ပြောပြမှာပေါ့နော်အဲ့တော့ tactical ကတော့ကျွန်တော်ခင်ဗျားတို့အရင်ကြီးတော့မဆွေးနွေးဘူးဘာကြောင့် tactical ကကျွန်တော်ကိုယ်တိုင်လက်ဒါအရင်ကြီးမတက်ဘူးအားလဲနေတော့ကြောက်ကြ tactical ကကျွန်တော်ရဲ့အမြင်လေးတွေကျွန်တော်ပြောတော့အဲ့တော့ ရွှေဘောအနေနဲ့ဒီနှစ်မှာတော့ကျွန်တော်တို့လူတော်တော်များကဒီနှစ်မှာစီးရီးသင်္ကာရအမနစ်ကလူပဲဒါအားနေမယ်လို့အကုန်လုံးတွတ်ထားခဲ့တဲ့အနေအထားတစ်ခုကိုတွေ့ရမယ်ဒီမှာပါတယ် တို့ပေမဲ့တော့ညာလဲ Manchester City အသေးအနေနဲ့ဒီနှစ်မှာဒါတို့အနေနဲ့ performance wise ရအရင်ကြီးအားနေနေတဲ့အနေဒါတခုတော့မဟုတ်ပေမဲ့အားရစရာအရင်ကောင်းတဲ့အနေဒါတခုမှလည်းရှိမယ်ဒါပေမဲ့ City တင်းနဲ့ဒီနှစ်မှာဒါကျွန်တော်တို့လက်ရှိ Guardiola အနေနဲ့ဒါသူ့အတွက်ပြောင်းလဲမှုတချို့ကို City အသင်းစီကနေကျွန်တော်အများကြီးတွေ့လာခဲ့ရတယ် City အသင်းဘက်ကနေလက်ရှိမှာဒါ City အသင်းအနေနဲ့ဒါကျွန်တော်တို့အရင်တော့ကနေမဆိုင်တဲ့ပုံစံမျိုးတွေ့လာခဲ့ရတယ်ဒီနေ့ဒါနီးပြပိုင်း coaching staff ဘက်မှာဒါကျွန်တော်တို့လက်ရှိ Linders တို့ O2 တို့ဒါကျွန်တော်တို့ ကိုတို့တူရီအိုစုတို့ရောက်လာခဲ့တယ်။ line pipeliner ဆိုအိုစုကတော့ကျွန်တော်လက်ရှိမှာလာကျွန်တော်ကလပ်ပဲလက်အောက်ဒါကျွန်တော် service back ကနေပြီးတော့ထွက်ခွာပြီးတော့ဒါ back wall လိုက်လက်ထောက်ဒီပဲရောက်လာခဲ့ပြီးကိုတို့တူရီကတော့လက်ရှိဒါ city အသင်းရဲ့ခန်းစပိုင်းကိုဒါတာဝန်ယူရတယ်မှာပါတယ်ပေါ့နော်။ ပြောချင်တာရင်းနှုံးကနဲ့မတူတဲ့ CD အသင်းဆက်ဆံကိုဒီနေ့မှာတကယ်များတွေ့ရမှာကျွန်တော်အကုန်လုံးဒါစဉ်းစားခဲ့တယ်ဒါကုနာပေါ်ဆိုပေတိုက်တကယ် aspect ရမှုပဲနဲ့ဒီလိုမျိုးလက်ထောင်တိပြအဖွဲ့ကိုရောက်လာခြင်းမှာတကယ်များ CD အသင်းဘာတွေများပြောင်းလဲလာမှုတကယ် expectation ရှိခဲ့တယ်တကယ်ကိုအသီးသသာပြောင်းလဲလာမှုကမနစ်ကထက်ဆိုင် CD ရဲ့အသင်းကတော်တော်လေးကိုခံစစ်ပိုင်းက solid ဖြစ်ဖို့ကိုအားပေးလာခဲ့တယ်အရင်တော့က CD အသင်းနဲ့ခံစစ်ပိုင်းကိုဒါကျွန်တော်တို့ကောင်းတယ်ဆိုတာမှန်ပေမဲ့ဒီလိုမျိုး solid ဖြစ်ဖို့အတွက်ဆိုင်သူတို့အနေနဲ့ဒါခံစစ်ပိုင်းကဂိုးပေးရရင်တိုက်စစ်ပိုင်းကဂိုးတွေနဲ့ပြန်ဖြစ်မယ်ဆိုတဲ့ CD အသင်းကိုတွေ့ရတယ်လက်ရှိမှာ CD အသင်းနဲ့ဒါ အရင်တော့ကထက်တာမနစ်ကထက်ဆိုင်မနစ်ကတနစ်ကထက်ဆိုင်ကန်စပန်းကိုလုံဖို့အတွက်ပူကျူးစာလာခဲ့တယ်။ကန်စပန်းမှာလာဒီနှစ်မှာဆိုလဲတော့ကျွန်တော်မထင်မှတ်တဲ့အပြောင်းလဲတွေလုပ်လာခဲ့ပြီးကန်စပန်းကဒါကျွန်တော်တို့လက်ရှိအနေထားရလူတွေလည်းဝယ်ထားခဲ့လို့လူအပ်တဲ့ဟာတွေလက်ရှိအဲ့တော့ချက်စီတုံးဆိုဆိုစီတီအနေနဲ့အခုလက်ရှိကျွန်တော်ရဲ့ပုံကူကြီးရမြင်ရဆိုစီတီဒီနှစ်မှာ ဖူဘက်ဝယ်ယူမှုအားနေခဲ့တယ်လို့ပြောလို့ရမှာတော့ပါတယ်စီတီသင်းအခုလက်ရှိဒါကျွန်တော်တို့ခန်းစစ်ကစားသမိုင်းရဲ့ right back နေရာကိုတကယ်တမ်းနင်လားငါလားဟိဆိုရင်တော့တကယ် right back ဆက်စစ်မရှိတဲ့ပြဿနာကစီတီသင်းတို့ကတကယ်ကိုကြီးမားတဲ့ပြဿနာတစ်ခုလို့ကျွန်တော်ရဲ့ပြည်ယုံမှာကျွန်တော်တို့မြင်မိရတယ်မှာပါအဲ့တော့စီတီနဲ့ဒီ right back ဘက်ကလည်းလက်ရှိမှာဒါကျွန်တော်အားနေမှုတွေကိုတွေးခဲ့ရတယ်တော်တန်ဟော့စပါတို့ဒါကျွန်တော် brighton တို့ရှုံးနေတဲ့ပွဲစဉ်မှာဒါဖူဘက်တည်းရဲ့အားနေမှုကတဆင့်စီတီသင်းရှုံးနေခဲ့တာအော်နာ transition တွေကတဆင့်စီတီသင်းရှုံးနေခဲ့တာကိုတွေးရမယ်တယ်မှာပါတယ်ဒါပေမဲ့စီတီသင်းနဲ့တကယ်တမ်းနင်လားငါလားဟိဆိုတဲ့ movement မှာဒါတွေကိုတဖြည်းဖြည်းနဲ့ပြန်ပြီးပြန် င်ဆင်လာခဲ့တယ်။နောက်ပိုင်းပွဲစဉ်မှာ City အသင်းရဲ့ခံစင်ပိုင်းရဲ့ကြစ်လွတ်မှုကတကယ်ကိုဒါကျွန်တော်တော်တော်လေးကို surprise feature ကောင်းပြီးတော့ဒါလက်ရှိမှာ City အသင်းဒါ Pep Guardiola အသင်းနဲ့အရင်တော့ကနဲ့မတူတဲ့ဒါကျွန်တော် City အသင်းစီကိုကျွန်တော်တွေ့လာခဲ့တယ်။အဲ့ဒါကဘာလဲ City အသင်းနဲ့လား counter transition မှာတော်တော်လေးကိုမြန်ဆန်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပြီးတော့လိုအပ်ရင်လိုအပ်လို့ဒါကျွန်တော်အသင်းကို pragmatic approach တပွဲထဲမှာလည်း flexible approach တွေကို City အသင်းလုပ်လာခဲ့တာကိုတွေ့ရမယ်။ပြောချင်တာကကျွန်တော်တို့လက်ရှိမှာ Guardiola တယောက်တည်းမဟုတ်ဘဲနဲ့ဒါဒီအသင်းက line distributor ဒါကျွန်တော်ကိုလိုတိုရီရဲ့အငွေ့တက်တွေကိုလည်းတွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဒါ ဒီလိုမျိုးနောက်ပိုင်းပွဲစဉ်မှာတွေ့လာတယ်ပေါ့နော်ဒါခုနကဘုလိုပဲ tactical aspect ကအရင်ကြီးမကြည့်ပဲစဉ်းစားဟာဒါခုနကဥမာဒါအာစတန်ရဲ့ပွဲစဉ်မှာ City တင်းမရှုံးချင်ဘူးသူတို့နေနဲ့1-0ဆိုတဲ့ရလက်ကိုအကောင်းထည်အရင်တော့က City တင်းမြား1-0ဆိုတာသူတို့ကခေါင်းထဲမှာမရှိဘူးသူတို့ကဂိုးပေးလဲကိစ္စမရှိဘူးသူတို့3-1နဲ့နိုင်4-1နဲ့နိုင်2-1နဲ့ပဲတန်းတန်းဘယ်လိုပဲနိုင် City တင်းနေတာကျွန်တော်တိုက်ဆက်ပိုင်းမှာတကယ်ကိုဟိုဝုံနိုင်ချဲပြင်မယ်ဒါပေမဲ့ ဒီနေရာမှာတော့ကျွန်တော်လက်ရှိပြန်ကြည့်မယ်ဆိုရင် City တင်းနဲ့ Erling Haaland ကိုတိုင်ကအစနောက်တန်းမှာကအစဒါကျွန်တော်ဝင်ပြီးတော့ကူညီနေတာကိုလည်းတွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့လက်ရှိမှာနောက်ပိုင်းမှာပြန်ကြည့်မယ်ဆိုရင်ဒါကစားသမားတွေအနေနဲ့ City ရဲ့ဒီနှစ်မှာ improve အဖြစ်ဆုံးကစားသမားတွေကိုလည်းတွေ့ခဲ့ရတယ်မှာပါတယ် Erling Haaland ကိုတော့ကျွန်တော်ကဒါ improve ဖြစ်တဲ့ကစားသမားဆိုတာအရင်တိုင်းပဲ Erling Haaland ကိုဆက်ပြီးတွေ့ရတယ်ပိုကောင်းလာတဲ့ Erling Haaland ကိုပြဖြည်းဖြည်းပြန်ပြန်ပြီးတွေ့နေရတယ်ကျွန်တော်နေဒါမှတိတ်ပြီးအောင်ပြောစရာမရှိဘူးဒါပေမဲ့ဒီနှစ်မှာဒါကျွန်တော် City အသေးရဒါ City ရဲ့ပုံစံအသေးရလက်အောက်မှာတကယ်ကို benefit အရင်တင်နေတာ Jeremy Doku ပဲဒိုကုရဲ့ဒါကျွန်တော်တို့ကစားပုံကစားကွက်ကစားပုံရဲ့အသက်တော်တော်များများကတသိန်းလုံးရဲ့ဒါကျွန်တော်တို့အချိန်တွေပေါ်မူတည်ပြီးသွားတယ်ဥပမာပြတာကျွန်တော်နီကိုအိုရိုင်လီနဲ့တွဲဆိုရင်နီကိုအိုရိုင်လီနဲ့တွဲဆိုရင်အလျောက်အိုက်နူရီနဲ့တွဲဆိုရင်အိုက်နူရီနဲ့တွဲဆိုရင်အလျောက်ဒိုကုရဲ့ဒါကျွန်တော် impact ကတော်တော်လေးကိုအသိပေါ်မှာတဖြည်းဖြည်းနဲ့တော်တော်ကြီးကိုကြီးမားလာတယ်လို့မြင်တယ်ဒိုကုဒီနဲ့ရင်တော့ကသူ့ရဲ့ပြဿနာ16ကိုက်စီးတဲ့ရောက်သွားပြီဆိုရင်သူ့ရဲ့ဒါကျွန်တော် final test ဆိုရင် game management ကတော်တော်လေးအားနေတယ်ပြောချင်တာပြသူ့ရဲ့ final test ဆိုရင်ရောက်သွားပြီဆိုရင်ဒါကျွန်တော် Jeremy Doku ရဲ့ဒါဆုံးဖြတ်ချက်တွေတော်တော်လေးအားနေပြီသူပါလို့အမှန်မသိဘူးကဲမလာပြရမလာ အခုနောက်မှာဂျယ်ရမီဒိုကူရဲ့ဒါကျွန်တော် final test ဆုံး16ခိုက်စီးတဲ့ရောက်သွားပြီဆိုရင် तू ဘာလုပ်ရမလဲဆိုတော့ကောင်းကောင်းကြီးတွေးထားတယ်။ तू လူပေးရမှာလား तू ကိုရိုင်းကန်မှာဂျယ်ရမီဒိုကူเนี่ยအခုလက်ရှိမှာ City team မှာဒါ Erling Haaland ပြီးရင် goal power ပတ်သက်မှုအများဆုံးသောကစားသမားရဲ့တယောက်နဲ့ဆက်လက်ပြီးရှိတယ်။ World deserve ပဲ။ဒီနှစ်မှာနောက်တစ်ခုကျွန်တော်ထပ်ပြီးမျှော်လင့်နေတယ်မှာဒါကျွန်တော် FIFA တယ်ပဲ။ FIFA တဲ့လက်ရှိမှာလည်း Radar ဒီအောက်ထက်ကိုပြင်ရောက်နေကျွန်တော်အရင်သဘောကျတယ်။ဒီလူကစားသမားမျိုးကို Radar ဒီအရင်ကြည့်တာထောက်ပြလို့မရအောင် FIFA တဲ့အနေနဲ့အခုလက်ရှိကျွန်တော်ကြည့်နေတဲ့ပွဲစဉ်မှာ Arsenal နဲ့ပွဲစဉ်တပွဲကလွင့်ပွဲတိုင်းလူလူ performance ်စီက faithful တန်ရဲ့ဒါကျွန်တော်ကွေးလည်ပိုင်းတော်လေးမိုက်တယ်ဒါပေမဲ့ဒီနေရာမှာ faithful တန်ရဲ့ဒါကျွန်တော် potential and lot လုတ်ပေးလိုက်တာကျွန်တော်တို့က rider ဆိုလည်းမြင်မိရတယ်မှာပါတယ် riders နဲ့ faithful တန်ရဲ့ဒါကျွန်တော်ကွေးလည်ရဲ့ဒါလုတ်အားနှုံက and ironically ဘောနော်မထင်မှတ်တယ်တော်တော်လေးကို combination ရညီတယ်လို့ပြောလို့ရတယ်ဒါ Facebook တန်ရဲ့လိုအပ်ချက်ကဒါကျွန်တော်တို့ Rider စီမှာကောင်းကောင်းကြီးရှိတယ် Rider ရဲ့လိုအပ်ချက်က Facebook တန်ဆိုတာရှိတယ်နှစ်ယောက်လုံးရဲ့ competition မှာပြောချင်တာဒီနှစ်ယောက်လုံးကညီတယ် Facebook တန်ရှစ်တန်ရဲ့ Rider ချန်ခဲ့တယ် Rider ရှစ်တန်ရဲ့ Facebook တန်ချန်ခဲ့တယ်ဒီအောင်မှာဒါ Rudy ရှိတော့က Rudy ပေါ့နော်ဒါပေမဲ့ Nico ရောက်လာချိန်မှာ Nico အနေနဲ့ဒါမဆိုးအဲ့တော့ဒီနှစ်မှာလဲကျွန်တော်အတွက်ကိုပြောမှာဆို Nico Gonzalez စီကနေပြီးတော့ဒါကျွန်တော် Rudy လို့ပုံစံမျိုးမဟုတ်ရင်တော့မှဒါလက်ရှိဒါ City တင်းနဲ့ဒီနှစ်ပွဲစမှာဒါ ူ့ရဲ့ဒါကျွန်တော်တို့ pivot တဲ့ bailup တွေမှာ တော်တော်လေးအရေးကြီးတယ်။ဟိုမှာတကျွန်တော်လက်ရှိမှာ error ကိုကျွန်တော်ဒါ donor မှာပေးလိုက်တဲ့ ballon ကိုသူ့အနေနဲ့သူ့ဒီဒါ bail position မှာဘယ်လိုရှိမလဲဆိုသူတွက်ပြီးပေးသွားတယ်တော်တော်လေးသဘောကျပါဘူး။အဲ့တော့ဒီနှစ်မှာ city အသင်းနေတကယ်တမ်းနင်းလောင်းငါလာဟိဆိုတဲ့ movie မှာဘာအားနေတယ်။ အရန်လူအင်အားအားနေပြီးခန်းစစ်ပိုင်းကပြောစရာတွေအများကြီးရှိနေသေးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။လက်ရှိမှာခန်းစစ်မှာရုတ်တရက်ကြီးလိုက်တယ်တော့လူရှိတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုတာမှတ်မိမဲ့ City Thieves မှာလက်ရှိမှာ Fullback ဒီမှာအခုချိန်ထိအားနေနေစေဖြစ်တယ်။ Nico O'Reilly လေးနဲ့အခုလက်ရှိမှာကောင်းနေတာမှန်ပေမဲ့တကယ်တမ်းနင်လန်းငါလာဟိဆိုတဲ့ဆိုတာ right back မှာလုံးဝကိုကျွန်တော်အနေနဲ့ဘာလို့မှအားကိုးစရာမရှိလို့မြင်တယ်။ဒီနေရာမှာဒါကျွန်တော် Rico Lewis ပဲဆိုဆို Matthew Nunes ပဲဆိုဆိုတကယ်တမ်းတိုက်စစ်ပိုင်းကမစိုးဆိုမဲ့ခန်းစစ်ပိုင်းမှာဒီကစားသမားတွေကလိုအပ်ချက်တွေအများကြီးရှိတဲ့ခန်းစစ်မှုလို့မြင်တယ်။ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော် Kusnov ပြန်ရောက်လာပြီဆိုတော့ Kusnov နဲ့ ီနေရာမှာသက်ဆန္ဒဘက်နေနဲ့ဝင်ပြီးကြိုးစားတယ်ဒါကောမှတော့ကျွန်တော်တောင်းပန်မှာဒါအော်စကာဘော့ဘလူနေနဲ့တိုက်စတက်ကိုဆင်အဲ့တော့ဒီနေ့မှာစီးရီးသင်းအကယ်ဒမီက product တွေကိုတော်တော်လေးကိုတောက်ပခြင်းမြင်ရမယ်နှစ်တနည်းလို့မြင်တယ်ဥမာဒါကျွန်တော်ဒီကိုအိုရိုင်လီနဲ့အော်စကာဘော့ဘလူရဲ့နှစ်ဖြစ်လာမယ်လို့ကျွန်တော်နေယုံကြည်တယ်ဒါပေမဲ့လက်ရှိမှာဒါဒီနေ့မှာဒါကျွန်တော်ဂွာဒီယိုလာနေနဲ့လက်ရှိမှာဒါတိုက်ဆက်ပိုင်းမှာလေလူငယ်တွေကိုနေရာပြေးဖို့ကြိုးစားနေတယ်ဒါရှေ့ကဒါကျွန်တော် header speed နဲ့ပွဲစဉ်မှာလည်းမသိတာမူကာဆာဆိုတဲ့ chart တွေကိုသူ့အနေနဲ့နေရာပြေးဖို့အတွက်ကြိုးစားအဲ့တော့ စီးရီးသစ်နှစ်ခုလက်ရှိမှာဒါကျွန်တော်မြင်ကြည့်တာဒီနှစ်ကနီကိုအိုရိုင်လီနှစ်ပဲနီကိုအိုရိုင်လီနဲ့တကယ်ကိုကျွန်တော်ကဒီနှစ်မှာဒါကျွန်တော်တို့ဂျယ်ရမီဒိုကုတို့ပါတော့သဘောကျရယ်ဆိုမဲ့အသက်အရွယ်နဲ့မရိုက်ဒါကျွန်တော်လုံးဝကိုဒါဟိုဗက်တရန်တယောက်လို့သဘောကျတယ်ဒါပေမဲ့ခုနကပြောခဲ့တဲ့စီးရီးသစ်နှစ်လက်ရှိမှာဒီနှစ်မှာတော့အားမရတဲ့အချက်တခုပြောပါသူရဲ့အယံလူစင်းပဲ ်ပသိန်းလုံးမှာအရန်လူချင်းမှာဒါတိုက်စစ်မှုကအစားဒါခံစစ်ပိုင်းဆိုတာကျွန်တော်လက်ရှိမှာအရန်လူချင်းကအားနေတယ်လို့ကျွန်တော်အနေနဲ့ပုံကူရရမြင်တယ်ကွင်းလယ်ပိုင်းမှာတော့မဆိုးလို့မြင်ရမယ်တကယ်လီတော်ဖြစ်တဲ့တောင်မှန်နေတကယ်လီတော်လီတော်ဖြစ်တဲ့တိုက်စစ်မှုစစ်စစ်ပိုင်းမှာစီးသေးတဲ့လူအပ်ချက်တွေအများကြီးရှိသေးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အထူးသဖြင့်ခံစစ်ပိုင်းနဲ့ဖူဘက်ပိုင်းဖူဘက်ဒီမှာဆိုတော့လက်ရှိမှာစီးသေးတဲ့တော်တော်လေးအားနေသေးတယ်အဲ့တော့စီးသေးတဲ့လက်ရှိမှာပြိုင်ပွဲနှစ်ပွဲသုံးပွဲကိုတပြိုင်နက်တည်းကိုအာယုံဆိုင်မယ်ဆိုရင်တော့ ခက်ခဲမဲ့ရာသီတစ်ခုစီးရီးတင်သွားရမယ်ဒါပေမဲ့လက်ရှိမှာစီးရီးတင်တဲ့ဒီနှစ်မှာတို့သွားခြင်းနဲ့ objective ကောင်းကောင်းကြီးသိတယ်ဆိုရင်တော့တို့အနေနဲ့အသိတတော်များကိုဒုက္ခပေးနိုင်စွမ်းရှိတယ်တဲ့လို့မြင်တယ်ဒါပေမဲ့ဒီနှစ်မှာကျွန်တော်အနေနဲ့ဒါကျွန်တော်သူများနဲ့မတူတဲ့ prediction တစ်ခုပြောချင်တာစီးရီးတင်ဒီနှစ်မှာတိုက်တဲ့ contender လို့ကျွန်တော်တို့မြင်တယ်ခဘာရောမသိဘူးနော်ဒီနှစ်မှာဒါကျွန်တော်စီးရီးတင်ကိုကျွန်တော် champion league ကိုဒါ guardiola ခဏလောက်ထားပြီးတော့သူ့အနေနဲ့ premier league ကိုအာယုံစိုက်မယ်တဲ့လို့မြင်တယ်စီးရီးတင်ရဲ့လက်ရှိမှာ premier league ကိုသူသာအာယုံတေချာစိုက်မယ်ဆိုရင်တော့စီးရီးအသိကဒီနှစ်မှာ premier league ရဲ့ဒါကျွန်တော်တို့ champion super la champion round ေတဲကတယောက်တို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ဘော။အဲ့ဒါစီးရီးသင်းတွေဒီနှစ်မှာတော့ပေါ်လို့တော့မရဘူး။ဒါပေမဲ့စီးရီးသင်းတွေဒီနှစ်ဆောင်းရာဒီဘိုင်းမှာလည်းလူတွေကိုဝယ်တင်သေးတယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်။ဒါပေမဲ့လက်ရှိမှာစီးရီးသင်းရဲ့လုံးဝ department တစ်ခုအားရဆုံးကတော့ဒါကျွန်တော်ကိုသမားပဲ။ကိုသမားမှာဒါကျွန်တော်အရန်လဲစောက်ရမ်းမိုက်တယ်။အရန်အရန်လဲစောက်ရမ်းမိုက်တယ်။အရန်အရန်အရန်လဲမိုက်တယ်။ Pedinelli လဲမိုက်တယ်။ဒါမှတို့ကျွန်တော် Steven Otte ကလဲမိုက်တယ်။ကျွန်တော်ဒါဘဒူဟိုဘဒူ Truffle လဲမိုက်တယ်။ Donnarumma လဲမိုက်တယ်။အဲ့ဒါကိုသမားအုပ်စုတော့ကျွန်တော်အရန်ကြိုက်တဲ့အစုဖွဲ့တွေပဲပြောမယ်ဒီမှာပါပဲ။လောက်ပါပဲ။ရွှေဘောက်ကိုတော့ရွှေဘောက်လို့ပြ ြန်မြင်ရဖို့တော့ကျွန်တော်လက်တကမ်းပဲလူပြီးလို့ကျွန်တော်တို့ထင်တယ်လောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုတင်နေဆိုရင်တော့ YouTube Media 3.0ဆိုတဲ့ TV4U တို့မှာချင်းလူစားပေါင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအများများကလစ်မမြင်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတမနဲ့ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့အဲစတင်ပြီးတော့ဒီညမှာကျွန်တော်တို့ဒီညမှာနောက်နှုတ်ဆက်ချင်ပါတယ်အားလုံးမကြွတမနဲ့ကျွန်တော်တော့ကြည့်ပါအောင်ဗျဒေးပါပါဗျ